ပြည်သက်ကြီးအပိုင်းချောက်ဇလန်းလေးအစမှာတော့အမွေးဘွားရုပ်လေးအကူညီကြောင့်ရက်တယောက်ဟာတေလူဆဲဆဲဖြစ်နေတဲ့ရီကိုအသက်ကိုကယ်တင်နိုင်ခဲ့ပါတယ်။ဖြစ်ရှင်တော့ရီကိုလက်ကတန်ရာကလည်းခောက်ဖြတ်ထားတာကြောင့်ပြက်လူနီးနီးဖြစ်နေတာကြောင့်ရဲတေကိုင်းတွေကိုစီးထားရပါတယ်။အမွေးဘွားရုပ်လေးကလည်းလောလောဆယ်ရီကိုကအသက်ပြန်ရှင်တဲ့အနေထားပဲရှိသေးတယ်။အစိပ်ပြက်နေတဲ့တန်ရာကအရှင်းမပြောက်သေးတာမဟုတ်ဘူး။အဲ့တော့ရီကိုကိုကူတနိုင်မယ့်နီလန်ရှာရမယ်။မဟုတ်ရင်သူ့တန်ရာကပိုဆိုးလာပြီးအသက်အန္တရာယ်ထိခိုက်နိုင်တယ်လို့ပြောခဲ့တယ်။ရယ်လေကျွန်တော်ဘာလုပ်ရမလဲ။ ရီကိုအသက်ပြန်ရှင်မယ်ဆိုဘာမှမဆိုပြောပါကျွန်တော်အကောင်းဆုံးကြိုးစားပေးမယ်လို့ပြောခဲ့တယ်။အမွေးဘွားယုံလေးလဲအခုတော့ဘာမှမစင်စားနဲ့အိုးလောလောဆယ်ငါအိမ်ကိုလိုက်ခဲ့သူတန်ရကူးတနိုင်မဲ့နီလန်ရှာရမယ်ဆိုပြီးအမွေးဘွားယုံလေးရဲ့အိမ်ကိုခရီးဆက်လာပါတော့တယ်။ရက်တယောက်လဲရီကိုအသက်မရှိတော့ဘူးအထင်နဲ့ငိုကြွေးနေတာကြောင့်သူ့ကိုသူလဲစိတ်ယုတ်တယုတ်ဆိုရမေးပြီးသွေးသားရည်နဲ့တိဆောက်ထားတဲ့လူသားတယောက်လိုဖြစ်နေခဲ့ပါပြီ။ဒါဆိုရင်ရီကိုတရအမွေးဘွားယုံလေးအကူကြီးကြောင့်အသက်ဆက်ရှင်မလားအစိတ်တွေဘလို့ထုံမလဲဆိုတာကိုတော့အဆုံးထိအတူတူ ကြည့်ရှုလိုက်ကြရအောင်နော်ဒီလိုနဲ့ရက်တယောက်ရီကိုလေးကိုထမ်းခေါ်ပြီးအစင်းစင်းဖြက်ကအမွေးဘွားယုံလေးအိမ်ကိုလိုက်လာခဲ့ပါတယ်ဟိုရောက်တော့လဲအိမ်ဘက်ဘက်လဲဆက်စုကြည့်လိုက်တဲ့အခါတွင်းနဲ့လက်နဲ့ပစ္စည်းတွေအများကြီးကိုတွေ့လိုက်ရတယ်ခဏနေတော့အမွေးဘွားယုံလေးကငါ့နာမည်ကနာနာချီမင်းတို့တွင်းစင်သမားတွေအခေါ်ဆိုအကောင့်ပေါက်ကောင်လို့ခေါ်ရဲဆိုပြီးမိတ်ဆက်ခဲ့ပါတယ်ရက်လေးမျက်ရည်တန်တရားလဲနေတာကြောင့်နာနာချီကိုကျေးဇူးတင်စကားပြောရုံကလွဲပြီးတခြားစကားမပြောနိုင်ခဲ့ပါဘူးခဏနေတော့နာနာချီကရီကိုလေးကိုဒီနားမှာလာချ ငါတက်နိုင်တော့ကူပေးမယ်လို့ပြောခဲ့တယ်။ရက်ဟာလဲခမရဘသူလဲဘဲကလဲလို့မေးတော့နာနာချီကမင်းကြည့်ရတာအတွင်းဆင်းသူ မဟုတ်ဘူးထင်တယ်။တွင်းဆင်းသူတွေဆိုငါနာမည်ကိုသိကြတယ်လို့ပြောခဲ့တယ်။နာနာရှိလဲမင်းဘာမှရှာရှိပြီးမေးမနေနဲ့။ရီကုတ်ကိုမြင်မြလာချအချင်းကြသွားရင်မကယ်တင်နိုင်မဲနေမယ်လို့ပြောခဲ့တယ်။ခနာနေနာနာချီကလက်ထဲကအစိတ်တွေကို ထုတ်ပြီးအယိုးတွေကိုထူခွဲပြက်ကလက်ကိုအသာလေးပြန်ချုပ်ထားလိုက်ပါတော့တယ်။နာနာချီဆရာဝန်တယောက်လိုခွဲစိတ်ကူတာနေတော့ကိုကြည့်ပြီး Red တယောက်ပါဇက်အဟောင်းသားဖြစ်နေခဲ့တယ်။တော်တော်နာကျင်ခံစားနေရမယ့် Rico လေးကိုကြည့်ပြီးလဲ Red တော်တော်လေးစိတ်မကောင်းဖြစ်နေခဲ့တယ်။သူသာစူးလုံးကောင်းကြီးကိုစောစီးသွားတားနိုင်ခဲ့ရင် Rico လေးအခုလိုဖြစ်မှာမဟုတ်ဘူး။ငါကြောင့် Rico လေးအခုလိုမျိုးခံစားနေရတာဆိုပြီးစိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ခဏနေတော့နာနာချီကပထမတစ်ပိုင်းကူတာလို့တော့ပြီးသွားပြီ။နောက်တစ်ပိုင်းကကူတာဖို့ပိုခက်ခဲမှာအဲ့အတွက်လိုအပ်တဲ့ပစ္စည်းတွေမင်းထွက်ရှာပေးရမယ်လို့ပြောတော့လို့ရအကုန်ခိုင်းပါ။ Rico လေးအသက်ရှင်ဖို့ဆို ဘာမဆိုလုပ်ပေးပါမယ်လို့ပြောခဲ့တယ်။ခုနကခမ ्या ကိုတန်တရားဝင်မိတာလဲတောင်းဝင်ပါတယ်။ရီကိုလေးကိုဆက်ပြီးကယ်ပေးပါလို့တောင်းဆိုခဲ့တယ်။ပြီးတော့ကျွန်တော်နာမည်ကရပ်ပါ။သူကတော့ရီကိုလို့ပြောတော့နာနာချီကငါမင်းတို့ကိုသိတယ်။မင်းတို့ကစတုဒ္ဒအလွာကိုရောက်လာကြတဲ့ကငါသိနေတာ။အဲ့ကြောင့်စူးလုံးကောင်အစိတ်ဆိုတာလဲငါသိနေလို့ကုသပေးတာလို့ပြောခဲ့တယ်။အဲ့တော့ရလဲသူတို့စူးလုံးကောင်စီမှာဒုက္ခရောက်နေတာကိုလာမကယ်ဘူးဆိုတဲ့အကြည့်နဲ့ကြည့်နေတာကြောင့်ကောင်းလေး ငါကမကျင်တတ်တဲ့အကြည့်တွေနဲ့လာမကြည့်နေနဲ့မင်းတို့ဘလောက်အစွမ်းရှိလဲဆိုတာသိကျင်လို့ငါစောက်ကြည့်နေတာထွက်လာဖို့စိတ်ကူးကိုမရှိတာဒါပေမဲ့မင်းကခလေးတယောက်လိုတနာစီယာကောင်းအောင်ငိုကြွေးနေတာကြောင့်ငါထွက်လာခဲ့တာလို့ပြောခဲ့တယ်ခဏနေတော့နန္ဒာချီကသူ့မွေးထားတဲ့မစ္စကီဆိုတဲ့အကောင့်ပေါ့အကောင့်လေးကို ပြရင်းနဲ့ဒီအလွှာရဲ့အကျိန်းစာကို မင်းသိလားလို့မေးတော့ရွက်ကလူသားတွေပျောက်ဆုံးသွားခြင်းလို့ဖြေခဲ့တယ်ဟုတ်တယ်ကျိန်းစာမိရင်လူသားတွေပျောက်ဆုံးသွားပြီးအကောင့်ပေါ့အကောင့်တွေဖြစ်သွားမှာ ငါကတော့ချိုးရင်းချက်ပေါ့နော်။ဒါကြောင့်ငါအခုရှာရမယ့်ပစ္စည်းတွေစီးရင်ပေးလိုက်မယ်။မင်းရီကိုလေးကိုကယ်ဖို့အမြန်ဆုံးသွားရှာပါ။သူ့အသက်ကို12နှစ်လောက်အထိငါဆွဲဆန့်ထားမယ်။မဟုတ်ရင်သွေးတွေထပ်စီးဆင်းလာပြီးသူ့နှစ်ရွက်တွေပြတ်သွားမှာ။မြ мян သွားလို့ပြောတော့ရက်လေးအပြင်ကိုပြေးထွက်လာပါတော့တယ်။ရက်တစ်ယောက်ထွက်လာရင်နနာချီကိုတိတ်မတင်ငါခဲ့ပါဘူး။ဒါပေမဲ့လောလောဆယ်ရီကိုအသက်ပြန်ရှင်ဖို့ကအရေးကြီးနေတာကြောင့်ဘာမှဆက်မတွေးနေတော့ပဲ။ရီကိုအတွက်လိုအပ်တာတွေကိုပဲရှာဖို့တွေးနေပါတော့တယ်။ရက်တစ်ယောက်နနာချီပြောတဲ့အတိုင်း ဇူးလုံးကောင်မရှိတဲ့အနောက်ပိုင်းအရက်ကိုသွားပြီးငားမိတ်စာဝါလင်းမြက်မှုဝက်ဝွန်စတာတွေကိုရအောင်ဖမ်းယူလာခဲ့ပါတယ်ရတာနဲ့ချက်ချင်းအချိန်မီပါစေဆိုပြီးဆူတောင်းက ပြန်လာခဲ့ပါတော့တယ်ဟိုရောက်တော့နာနာချီကရီကိုလေးကိုအဝတ်တွေချွတ်နေတာမြင်တော့ခမရဘာလုပ်နေတာလဲလို့မေးတော့အမိုက်ကောင်ရီကိုကသွေးတွေဒီလောက်ပေါက်နေတာမလဲပေးလို့မရဘူးလေလို့ပြောပြီးသွားသွေးဝတ်တွေမြမြသွားလျှော်လို့ပြောခဲ့တယ်နာနာချီလဲရဲယူလာတဲ့ပစ္စည်းကိုကြည့်ပြီးမင်းကတော်သားပဲ မှားတာအကုန်ယူလာနိုင်တယ်။ Rico လေးကိုစားပြီးကုကြမယ်လို့ပြောခဲ့ပါဗျ။နနာချီလေးရက်ယူလာတဲ့ပစ္စည်းတွေနဲ့ Rico လေးကိုကုသနေတော့ Red ကိုမင်းဘာလုပ်နေတာလဲ။သွေးဝတ်တင်မြ мян သွားလျှော်လို့ပြောခဲ့တယ်။ Red လည်းထွက်လာရောအပြင်မှာဇွဲပန်းတွေကိုမြင်လိုက်ရတယ်။ဘာလဲဇွဲပန်းတွေ။အဆုံးမရှိတဲ့ကန်တရားပြီးတော့မီလီယံတစ်စင်းလည်းရှိနေတာပဲ။မီလီယံတစ်စင်းကစူးလုံးကောင်ကန်လို့ရေမြုပ်သွားပြီလေ။ဘာလို့ဒီကိုရောက်နေတာလဲဆိုပြီးတွေးနေတော့ နာနာချီရောက်လာခဲ့တယ်။အမိုက်ကောင် ရေကန်နာမသွားသေးပဲသွေးဆူဝိတ်ကိုဘာလို့အကြကြီးစိုက်ကြည့်နေတာလဲ။မြင်မြန်သွားလျှော်လို့ပြောခဲ့တယ်။ရဲလေရေကန်နာထွက်လာရင်ဘာလဲ။ငါထင်အောင်ထင်မှဖြစ်နေတာလား။ငါတကယ်ပဲဇွဲပန်းတွေကိုတေချာမြင်လိုက်တာပါ။ဘာတွေဖြစ်နေတာလဲလို့တွေးနေခဲ့ပါတယ်။ဒီနေ့ရီကိုတို့အချစ်တော်လေးကီရီအပြင်းပြားနေခဲ့တယ်။ဖြစ်ချင်တော့ဒီနေ့ကကီရီလေးရဲ့မွေးနေ့ဖြစ်တယ်။မွေးနေ့အတွက်သူအားကျမန်တက်ပြင်ဆင်ထားကမှာ ကောက်ခံခင်ခါကြီးထားဖြားတာဖြစ်တယ်ဖြစ်ချင်သောယောဂါကလည်းလက္ခဏာရှာမရဘူးတမားတော်ဟာလည်းကီလေးယောဂါကိုအဖြေရှာမရကူးမရဖြစ်နေခဲ့တယ်ဒါကြောင့်တင်မောစီခေါ်ပြီးသွားကူးဖို့ခေါင်းဆောင်ကကီလေးကိုခြေပြီးခေါ်လာပါတော့တယ်နတ်တို့လည်းမွေးနေ့တူတူကဲကြမယ်ပြင်ထားကမှကီလေးကအခုလိုထားဖြစ်တာကြောင့်စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်ဒီလိုနဲ့ခေါင်းဆောင်ကီလေးကိုခြေပြီးထွက်လာရင်မွေးနေ့တေယောဂါဖြစ်မှာကိုစိုးရိမ်နေခဲ့ပါတယ်ဘာလဲမွေးနေ့တေယောဂါဆိုတာ ဒီမြို့မှာအခုအဖြစ်များနေတာမွေးနေ့တောင်မတိလိုက်ရပဲတည်နေကြတာတဖြည်းဖြည်းများလာပြီပြီးတော့ကီလေးမတိုင်ခင်เจ้าမာလဲမိဘမဲ့ကလေး၃ယောက်မွေးနေ့မတိုင်ခင်တည်သွားကြတာဇက်တိုက်ကိုဖြစ်နေကြတာကီဒီလေးကိုလည်းအခုလိုဖြစ်မှဆိုးတယ်ဆိုပြီးခေါင်းဆောင်ကဆေးမှုတွေကိုပြောနေကြတယ်ဖြစ်ချင်တော့လမ်းမှာဖြတ်သွားရင်အာတုဘကိုမြင်တော့ခေါင်းဆောင်လှမ်းကြည့်လိုက်ပါသေးတယ်ပြားတွေကိုအာဘိတွင်နဲ့အောက်ခြေရောက်အောင်ခြာပေးတာဆိုလိုတာကတော့ နောက်ဘဝကြာရင်အာဘီအောက်ခြေကဇွဲပန်းလေးတွေနဲ့အတူရှိစေခြင်းနဲ့အတိတ်ပဲလို့ပြောနေခဲ့တယ်။ခဏနေတင်မောပေါ်လေးရောက်ရောဘာမှတောင်မလုပ်ရသေးပဲကီရီလေးကချက်ချင်းပြန်ထလာနိုင်ခဲ့တယ်။ကောင်းဆောင်လေးကီရီလေးကောင်းသွားပြီလား။ဘာမှမဖြစ်တော့ဘူးလားလို့မေးတော့ကောင်းသွားပါပြီ။ကျွန်တော်ဘယ်ရောက်နေကြလဲလို့မေးခဲ့တယ်။စေမှုလည်းဘာမှပြောမနေတော့ပဲ။တင်မောအပြင်ဘက်ကိုထွက်လာပြီ။အံ့ဩစရာကောင်းလိုက်တာ။တေကြတာကျင်းစာကြောင်ပဲဖြစ်မယ်။ထူးဆန်းနေဆိုပြီးတွေးနေခဲ့တယ်။တဖက်မှာလည်းရက်က ခုနကဇွဲပန်းနေမီလီယံတစ်စင်းတွေကိုမြင်ပြီးစဉ်းစားမရဖြစ်နေခဲ့တယ်။ငါပဲအမြင်မှားတာလား။ဒါမှမဟုတ်ရီကိုနဲ့ပတ်သက်ပြီးတခုခုနမိတ်ပြနေတာလား။လိုင်စာပဲရီကိုလေးကိုအနီးကပ်စောက်ရှောက်နေတာလားဆိုပြီးတွေးကအထဲဝင်သွားတော့မစ်ကီလေးကရီကိုအပေါ်တက်ပြီးအော်နေတာမြင်တော့လန့်သွားခဲ့တယ်။ဟေးသွားစမ်း။နေချက်ချင်းထွက်သွားစမ်းရီကိုကဘာမှမလုပ်နဲ့လို့អော်ခဲ့တယ်ဒါကိုကြားပြီးနနာချီကလည်းအမိုက်កောင်စိတ်အေးအေးထားစမ်းမှာမစ်ကီကလူတွေကိုအနည်းငယ်မပေးပါဘူ ပြီးတော့သူလည်းတစ်ချိန်ကရီကော့အရွယ်ကောင်းပါလေးပဲလေချိန်စာကြောင့်အခုလိုအကောင်းပေါက်အကောင်ဖြစ်သွားတာကြီးကတာတက်တူရွယ်တူမှုရီကိုလေးကိုကက်ချင်နေတာဖြစ်မယ်လို့ပြောခဲ့တယ်ခဏနေတော့နန္ဒာချီကမစ်ကီလေးကြောင့်ရီကိုတဲကအစိတ်တွေထွက်သွားတာရယ်လေးအံဩသွားပြီးဘာကိုဆိုလိုတာလဲလို့မေးတော့မစ်ကီလေးကအစိတ်တွေကိုဖယ်ရှားနိုင်တဲ့အစွမ်းရှိတယ်လေဒါကြောင့်ဟာကမစ်ကီလေးရဲ့သွေးကိုသုံးပြီးဖြည့်ဆည်းဖော်လိုက်တာအဲဒါကြောင့်ရီကိုကခဏလေးအတွင်းမှာအစိတ်တွေထွက်ပြီးတက်တာသွားတာလို့ပြောခဲ့တယ် ခဏနေတော့ရက်ကနာနာချီမင်းတို့နေ့ရက်ဘလို့ကြင်စာမိပြီးအခုလိုဘွားမျိုးရောက်သွားတာလဲဆိုပြီးမေးတော့နာနာချီကမသိကြင်စာမှနဲ့ငါတို့အကြောင်းသိသွားရင်နင်းချက်ချင်းအောင်ထွက်ပြေးကျင်စိတ်ပေါက်သွားမယ်လို့ပြောခဲ့တယ်ခဏနေတော့နာနာချီကအမိုက်ကောင်လားငါအထူးချက်ထားတဲ့စုပ်ပြုတ်ရပြီငါအထူးချက်ထားတဲ့စုပ်ပြုတ်ရပြီ လာစားဆိုပြီးခေါ်ခဲ့တယ်ရယ်လေစုပ်ပြုတ်ကိုကြည့်လိုက်ရောဘလို့တောင်လာကွာစုပ်ပြုတ်ကြီးကရှုံနေနဲ့တူလိုက်တာငါးညီနှမ်းတွေကလည်းလှိုင်းနေတာ ဘလို့စားရမလဲဆိုပြီးတွေးနေကြတယ်။ရက်လေးကြိတ်မိပြီးစားလိုက်ရောချက်ချင်းပြန်ထွက်လာပါတော့တယ်။တော်တော်ဆိုးလိုက်တဲ့အရသာကြီးရီကိုသားဒါကိုစားမိရင်ချက်ချင်းသေသွားနိုင်လောက်တယ်လို့တွေးနေကြတယ်။နာနာချီလည်းမချိမဆန့်ဖြစ်နေတဲ့ရက်ကိုကြည့်ပြီးမကြိုက်လဲကြိတ်မိပြီးစားမနေနဲ့တော့ငါကဟင်းချက်မကြွဘူး။တက်တလောက်ပဲချက်ထားတာလို့ပြောခဲ့တယ်။ညာလေးရောက်ရော ရီကိုကိုစောက်ကြည့်နေကြတော့ရက်ကနာနာချီမင်းကျိန်စာပြေတဲ့နီလန့်ကိုတိတယ်မလား။ငါ့ကိုပြောပြပါလို့တောင်းဆိုခဲ့တယ်။နာနာကြီးကလည်းငါပြောပြရင်တော့ မင်းကနားလဲမှာမဟုတ်လို့လားမဆိုင်တာတွေမမေးစမ်းပါနဲ့လို့ပြောခဲ့တယ်အဲ့တော့ရက်လေပြောပြပါနာနာချီမင်းခိုင်းတာငါအကုန်လုပ်ပေးမယ်ငါအတွက်အရေးကြီးလို့ကူညီပေးပါလို့ပြောတော့နာနာချီကလည်းကောင်းပြီဒါဆိုအပြင်လိုက်ခဲ့ဆိုပြီးခေါ်လာခဲ့ပါတယ်အပြင်လဲရောက်ရောနာနာချီကရှားပါးယတနာဖြစ်တဲ့မြူမွားလေးကိုထုတ်ပြီးရက်ကိုအထဲခေါ်ခဲ့တယ်အထဲလဲရောက်ရောဒါကမြူလွာချင်းစာ ရှားပါးယတနာအခုမင်းရောက်နေတဲ့နေရာလိုပဲ ကျိန်စာကအရန်ပြင်းနေသွားထိရင်ရီကိုလိုပဲသွေးထွက်တန်ယိုတွေခန်းစားရမယ်ရှောင်းဖင်းနိုင်မဲ့နီလန့်မရှိဘူးနောက်ပြီးအောက်လွာတွေသွားရင်ပိုဆိုးမယ်ဆွဲအားကလည်းတိတ်သေးလာသလိုကျိန်စာတွေကလည်းပိုပိုပြင်းလာမှာစူးလုံးကောင်ထက်ဆိုးတဲ့မကောင်းဆိုးဝါးတွေအများကြီးလဲတွေ့မှာစူးလုံးကောင်ဆိုတာအနက်ခံအားလည်းကောင်းသလိုအနာဂတ်ကိုလည်းကြုံမြင်နိုင်တယ်လို့ပြောတော့ရက်တယောက်တိတ်အံ့ဩသွားခဲ့တယ်ခဏနေတော့ရက်ကဒါဆို ဒီလိုအန်နီယယ်တွေကိုတိနေတာတောင်တွင်းစင်းတဲ့သူတွေကတိတိကြီးနဲ့ဘာလို့ဆင်းနေတာလဲဆိုပြီးမေးတော့နာနာကြီးကတေချာရာလောဘကြောင့်ပေါ့လောဘတွေကြောင့်တွင်းစင်းပြီးယတနာတွေတူးနေတာလို့ပြောခဲ့တယ်ခဏနေတော့နာနာကြီးကရနာမှာနာကြာကရိယာလေးတက်ပေးလိုက်ပြီးရက်ကိုသူခိုင်းတဲ့အတိုင်းလှုပ်ပေးဖို့ပြောခဲ့တယ်ရက်လည်းအပြင်ဘက်ကိုထွက်သွားရင်ပြေးဝင်သွားတော့တွင်းစင်းသမားတယောက်ကိုစူးလုံးကောင်တိုက်နေတာမြင်လိုက်ရတယ်ဟိုကလည်းခလေးလေးဘာလုံးနေတာလဲမင်းသေလိမ့်မယ်မြန်မြန်ပြေးလို့ပြောနေပြီမြင် ရက်ကမပြေးခဲ့ပါဘူး။နန္ဒချီကလည်းရက်ငါပြောတဲ့အတိုင်းလို့မင်းအသက်ကုန်ခုံပြီးစူးလုံးကောင်ကိုဖမ်းဆွဲလို့ပြောတယ်။ရက်လည်းအာကုန်သုံးပြီးစူးလုံးကောင်ကိုဖမ်းညစ်ထားလိုက်ပါတော့တယ်။ခဏနေတော့နှစ်ယောက်သားလုံထွေးနေကြရင်စူးလုံးကောင်ကစိတ်တွေတိုးပြီးစူးတွေထုတ်ဖို့လုပ်နေတော့ရက်ကရီကိုလေးအသက်လူနေတာကိုမြင်ပြီးဒေါသထွက်ကမီးစွမ်းအင်ထုတ်ပြီးစူးလုံးကောင်ကိုတိုက်ထုတ်လိုက်ပါတော့တယ်။စူးလုံးကောင်လည်းစူးတွေစွန့်လို့ပြီးကြောက်လန့်ကထွက်ပြေးသွားပါတော့တယ်။ ခဏနေတော့ရက်ကတွင်စင်းတမားစီကိုသွားပြီးဂေဟာကခေါင်းဆောင်ကိုပြောပြီးပါကျွန်တော်တို့ဆက်သွားနေတယ်စိတ်မပူပါနဲ့လို့ပြောခဲ့တယ်ရက်လေခဏနေတော့နနာချီစီသွားပြီးနနာချီမင်းကတကယ်တော်တာပဲစူးလုံးကောင်ကိုတော့အနိုင်ယူနိုင်မဲ့နီလန်ကိုပြောနိုင်တယ်မင်းငါတို့နဲ့တွင်းအောက်ခြေကိုလိုက်ခဲ့ပါဆိုပြီးပြောခဲ့တယ်နနာချီလဲရက်မင်းကငါတောင်းဆိုစရာတခုရှိတယ်ရက်လေပြောလေမင်းကငါတို့ကျေးဇူးရှင် မင်းပြောသမျှအကုန်လုပ်ပေးမယ်လို့ပြောခဲ့တယ်။ဒါဆိုမစ်ကီလေးကိုတက်ပေးလို့ပြောတော့ရက်လက်အံ့ဩသွားပါတော့တယ်။ပြိတ္တကြီးတို့ရေနောင်လာမယ့်အပိုင်းခွန်လေးမှာတော့ရက်တယောက်မစ်ကီလေးကိုဘလို့အဆုံးတက်မလဲဆိုတာကိုဆက်လက်စောင့်မျှော်ကြည့်ရှုကြပါဦးနော်။